And um. ဒီမှာမြန်မာငပီးရရနန်းနေပါပြောမယ်သူတို့ cheese မှာလဲသူတို့အနံ့ရှိတယ်အဲ့လို cheese အနံ့ကလည်းအဲသူ့နာလဲသူတို့နံ့ကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရယ်စားစားစားကြရယ်ပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးဆန်းဆန်းနေစားရယ်မြင်းသားတို့ပါလို့ပေါ့နော်ကျွန်တော်ကတော့အဲ့လိုအသားထူးထူးဆန်းဆန်းနေတိတ်မစားရဲဟာဆိုတော့ကျွန်တော်တကယ်ချင်းတွေကိုပေးစားလိုက်တယ်သူတို့သူတို့ရေစားရယ်သူတို့ review ဘလို့နေတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားရဲအသားပေါ်မှာပဲမူတည်ပြီးကျွန်တော်စားရယ်အဲ့လိုအသားအစားစားထူးထူးဆန်းဆန်းလေးတွေစားရယ်နောက် chocolate တွေ cheese တွေအရန်ကိုကောင်းတယ်ဟုတ် cheese နဲ့နန်နန်ငပိငငဟိတ်တဲ့တွေ့ပဲတော့ပိုကောင်းတယ်ငပိပေါ့နော်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ အဓိကကျွန်တော်ရဲ့ဝါသနာကဒီအစားစားတာပြီးနောက်တစ်ခုကဒီခရီးသွားတာပေါ့နော်အဲ့တော့ခရီးကိုသွားကိုလှုပ်ချင်တဲ့ဝါသနာလေးတွေကိုကိုစူးစမ်းပြီးတော့ပုံဖော်နေတာပါနောက်တစ်ခုကခရီးသွားရင်းနဲ့မှအဲတို့နိုင်ငံကဒီ culture တွေကျွန်တော်တို့ကျွန်တော်တို့တွေဘာတွေသင်ယူလို့ရလဲပေါ့နော်အဲ့ဒါလေး ကြည့်ရဲသူတို့အစားအစာလေးကြည့်ရဲကျွန်တော်ကတော့ခရီးသွားရင်အမြဲတမ်းအာနိုင်ငံတကာရဲ့အစားအစာတွေကိုပတ်စားပါတယ်ကျွန်တော်သွားခဲ့တာပြီးခဲ့တဲ့တည်င်းကျုပ်ကပေါ့နော်ဆိုတော့သွားခဲ့တာတော့6နိုင်ငံဒါပေမဲ့တင်လာတာတော့အခုဆွစ်ဇာလန်တစ်ခုပဲရှိသေးရပေါ့နော်နောက်ထပ်လာချာချာပြီးတော့တခြားနိုင်ငံတွေကိုတင်သွားပါအောင်မယ်အဲ့တော့နိုင်ငံအလိုက်ကျွန်တော်တို့နိုင်ငံနိုင်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘာအစားအစာတွေရာနာမည်ကြီးလဲနောက်သူတို့နိုင်ငံရဲ့အထင်ကြီးရတွေရာဘာလဲဘဝတူတရအောင်ကျွန်တော်လလန်းမိတလောက်တော့ကျွန်တော်ရိုက်ခဲ့တယ်ပြန်ပြီးတော့လည်းတင်ဆက်ပါအောင်မယ်ရေကရေတပူးကိုကျွန်တော်တို့1လီတာတပူး ူကို၄ချက်ပေါ့နော်သူတို့ဒီ Euro Europe European ပတ်စံ၄ချက်ဆိုတော့တို့မြန်မာငွေနဲ့မြှောက်ရေလေးငါးလေး20လောက်2000လောက်ရှိတာပေါ့ဒီတပူက2000လောက်ရှိရဲဆိုတော့ဆိုတော့ wine blend ကိုလည်း၄ချက်၃ချက်ဆိုတော့ wine နည်းနည်းလေးပိုတတ်တာအဲ့တော့ wine မဲတောင်းလိုက်တော့ အဲ့မနက်7နာရီလောက်ဆိုဝိုင်းတောက်ပြီးရှောက်သွားတယ်ဒါဆိုတော့တို့ဒီ Europe Europe countries တွေကဒီဝိုင်းတွေထုတ်တာချီးစေထုတ်တာချောကလက်တွေထုတ်တဲ့နိုင်ငံတွေဆိုတော့ဝိုင်းတွေကိုအဓိကထားပြီးတော့ဝိုင်းရဲ့ထိတ်စေရပါလေဘယ်လိုမျိုးလေးရှိရပေါ့နော်ဆိုတော့ရေတွေကတော့တို့ဒီ fountain တွေလမ်းဘေးမှာတို့က fountain လေးတွေလုပ်ထားပြီးအဲ့ fountain လေးတွေကတောက်လို့ရတယ်အဲ့တို့တောက်လို့ရတဲ့ရေပုံပိုင်းဆိုပြီးတော့လည်းတို့ခွဲထားပေးရပေါ့နော်ကျွန်တော်တို့အဲ့ရပဲရေကိုတောက်လိုက်တယ်ပေါ့ဟုတ် မှတ်သားစရာတော့စီကန်းရှိတာပေါ့နော်ဟောဘယ်နေရာမှာမဆိုအမိုက်တွေမတွေ့နေရဘူးဆိုတော့ကျွန်တော်တို့ဒီမျိုးဟောင်းကြီးတွေကလွယ်ပြီးတော့တချို့ဒီဆစ်ဇလန်ဆို အရန်အဲ့လိုမျိုးတန်ရှင်းပြီးတော့အရန်လှတဲ့နိုင်ငံပေါ့နော်ဟိုတကယ်လေကျွန်တော်တို့ဒီထမင်းစပွဲတွေထမင်းစပွဲတွေဘေးနားမှာကျွန်တော် ကတ်ထားတယ်အဲ့ဒီမြခင်းကြီးတွေအိမ်လေးတွေဆိုတော့တကယ်အဲ့လိုအဲ့လိုပိုစတာလေးတွေကိုရောက်သွားသလိုခံစားရတယ်အဲ့တော့ဘယ်လောက်လှလဲဆိုတာလေအဲ့တော့အဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ကအဲ့ပိုစတာထဲမှာဝင်ပြီးတော့ရှောက်သွားနေရရှောက်လည်နေရလို့ပဲထင်ရတဲ့လီကိုလှနောက်စီကန်းရှိတာကလည်းအမှိုက်လည်းစမ်းမမတွေ့ရဘူးပြီးတော့အဲ ဘေးနိုင်ငံရောက်ရောက်ဝန်ထမ်းတွေကအရန်ဖော်ရွေးရအဲသူတို့စီမှာဒီအလုပ်ကိုလုပ်နေရလို့အဲစိတ်ပြတ်နေရပါညာမရှိဘူးလာဝဲတဲ့ customer တွေကိုသူကပြန်အောင်နောက်ပြီးတော့အဲ့လိုဟီးဟားအောင်ပြန်လုပ်သေးရဆိုတော့ဗောနော်အဲ့လားလေးတစ်ခုကတော့ကျွန်တော်တို့အရန်တင်ယူပါမယ်ကိစ္စလေးတွေဗောနော်ကျွန်တော်တို့ကိုယ်တိုင်လည်းတချို့အလုပ် stress တွေမလုပ်ချင်တာလေးရှိရဆိုရင်ကိုယ်လုပ်နေတဲ့အလုပ်ပုံမှာတာဝန်ကြီးပျော်ရွှင်အောင်နေကြတာဗောနော်အဲ့လားလေးကတကယ်တင်ယူစရာကောင်းပါတယ်ဟုတ်နိုင်ငံတိုင်းလိုက်ဗောနော်စားစားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခုဆွစ်ဇာလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ chief cheese fondue ဆိုတာပေါ့နော် cheese ကိုအရေးကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စားအဲအဲ့ဒီဟာပထမဆုံးကတော့ကျွန်တော်ကဒီမြန်မာစားစာကြိုက်တဲ့လူဆိုတော့အာဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါပေမဲ့အာသူတို့ကလာဒီမှာမြန်မာငပီးရရနန်းနေပါပြမဲ့သူတို့ cheese မှာလဲသူတို့အနံ့ရှိတယ်အဲ့လို cheese အနံ့ကလည်းအာသူ့နာလဲသူတို့နန်းကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရစားစားစားကြရပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးစမ်းစမ်းနေစားရမြင်းသားတို့ပါလို့ပေါ့နော် ကျွန်တော်ကတော့ဟိုအသားထူးဆန်းဆန်းနေတိတ်မစားတဲ့ဟာဆိုတော့ကျွန်တော်တငယ်ချင်းတွေကိုပေးစားလိုက်တယ်တို့တို့ရေစားတယ်တို့ review ဘယ်လိုနေတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားတဲ့အသားပေါ်မှာပဲမူတည်ပြီးကျွန်တော်စားတယ်အဲ့လိုအသားအစားစားထူးဆန်းဆန်းလေးတွေစားတယ်နောက် chocolate တွေ cheese တွေအရန်ကိုကောင်းတယ်ဟုတ် cheese နဲ့နဲ့ငါပြင်းငငဟိတ်တဲ့အတွက်ဘယ်တော့ဘူကောင်းလိမ့်မယ်ငါပြီးပါတော့နော်ဆိုရင်အိမ်မှာငါပြီးရအောင်စားရမှာပေါ့အမေက cheese ပဲစားတော့ဆိုပြောမှာဟုတ်တယ်ငါပြီးပူကြိုက်တာပေါ့ ငပီးပိုးခြိုက်တာပါဘာလို့ဆိုမွေးကလေးကစားလာပြီးတော့ခြိုက်တယ်လေနော်ဆိုတော့အချီးစားကြတော့ ဘလောက်ဝယ်စားကောင်းတယ်ပြောပြောကျွန်တော်တို့လုံလောက်ကြုံတော့ဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့ဒီမှာလူမျိုးတွေအတွက်ကတော့ရှေ့ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်ပြီးတော့ပုံပြီးအဆင်ပြေဟုတ်တယ်အဲ့ဒီမှာလွမ်းနေသေးလားကိုယ့်ရဲ့မြန်မာငပိထမင်းဟင်းပေါ့လွမ်းလားဆိုတော့အာကျွန်တော်တို့အိတ်ခီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ဒီယူရိုတော့18ရက်ကြာဆိုတော့ဒီကနေပြီးတော့ငပိဘူးတွေစံနေရစားသေးွားတမင်းပေါင်းလည်းပါတယ်တော့မရအောင် Asian ကတော့ Asian ပဲဟိုရအောင်တမင်းတွေချက်စားတယ်ငပိရေ တွေနဲ့ဘေးဥရှင်တွေနဲ့ဆက်စားတငယ်ချင်းတွေပါကျွေးရမနေ့ဆိုရင်ကျွန်တော်ထပြီးထမင်းတွေချက်တယ်ဟင်းတွေချက်တယ်သူတို့ကျွေးပြီး10နှစ်လောက်မှထွက်ပြီးတော့မှသူတို့အစားစားတွေစားပေါ့နော်ဟင်းတဲ့နဲ့ခီးထွက်ရင်ထမင်းကတော့ငတ်စရာငတ်စရာပေါ့ငတ်စရာဘေးဥရှင်ဟင်းတို့ချက်သားဟင်းတို့လောကပီးချက်တာခီးထွက်ရတာကြိုက်တာပေါ့နော်ပြီးတော့အဲ့မရဘူးသေးတဲ့အတွေ့အကြုံအတိတ်တွေကိုခံစားရတာကြိုက်တယ်ပြီးတော့မစားဘူးသေးတဲ့အစားအစာတွေကိုစားကြည့်ရတာကြိုက်တယ် 好，呃、啊，今天我们、啊啊、这个品牌是面向于普通人，呃，就拿来，就拿来老百姓眼里面的、啊，面向大家，看得明白，红色。<music> အာဒီအနုပညာလောကရဲ့စာဝင်ကနေအခုချိန်ထိဒီကနေ့မှပဲလောက်တာဆိုတော့ဒီကနေ branch တွေအများကြီးဖွင့်တော့ဂုံယူသွားနဲ့လာပြီးတော့ပွဲတက်ရောက်တာပါဒီမှာအလှပရေးရာနဲ့ပတ်သက်တာမှန်သမျှပေါ့နော်ခေါင်းစားခြေစုံမလုပ်ချင်လဲစိတ်ထဲကမှန်လိုက်တာနဲ့အကုန်လုံးလို့ရတယ်အဲ့ဒီအပြင်ကမှအာကျွန်တော်တို့ဒီနောက်ပိုင်းဆိုရင်ကျမရေးနဲ့သက်ဆိုင်တဲ့ဟာတွေလည်းအများကြီးဖြစ်လာတာပေါ့နော်အော်ကျွန်တော်အသားရေးရာတော့ sensitive ဖြစ်တဲ့အထက်မှာတော့မပါဘူးငိုတွေကညိုညိုညိုတဲ့လူဆိုတော့အာဒီညိုတဲ့ပုံမှာပဲညိုညိုဆူဆူလေးဖြစ်အောင်လို့တော့ကျွန်တော်နေရနောက်တစ်ခုကကျွန်တော်ခီးမြန်းမြန်းသွားတယ်လို့ဆိုတော့ခီးသွား ားလို့ရှိရင်ခရီးကြောင်နေလီလီကြောင်ပျက်စီးလာတဲ့ skin skin တွေကိုဒီမှာပြန်ပြီးတော့ဂေယုပြန်ဆိုင်တာပေါ့နော်အာ Gundam ကအခုဒီဒီအခုပေါ့နော်ဒီ branch တွေကနေစပြီးတော့ကျွန်တော်မြန်မာတနိုင်ငံလုံးအထိအာဆိုင်ခွဲတွေ branch ပေါင်းများစွာဖွင့်နိုင်တဲ့အခြေခံကြီးဖြစ်ပါစေအဲကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့လှပရေးရာတွေလည်းဟိုးဒီအနုပညာစလှုပ်ထဲက Gundam မှာပဲလှုပ်နေတာဖြစ်တဲ့အတွက်အဲလှကျင်ပကျင်တာစိတ်ကူးထဲမှာပါရှိရှိ Gundam ကိုဆက်သွယ်လိုက်ပါခင်ဗျာကျေးဇူးများတင်ပါ Myanmar, stop us all.